什么庙啊庙多着？什么庙啊庙多着？那庙呗，庙多的农村都苦些的，庙多巴多的农村都苦些的。你他妈庙多，我本来的要庙的人，不然嘛干么庙都都嘛压着那没啥意思，农村也都没啥意思。庙多呢，苏州庙多呢，没那地地哦，都靠补济的。哎呦，菩萨！ ဒီဥပမာလေးနဲ့ပြောပြသွားတယ်ရေထဲမှာသူရောက်နေစဉ်ခါတုန်းကနော်ရေအဲဒီရေပြင်ကြီးကိုသူဘယ်လိုများဖြတ်ကျော်လာခဲ့သလဲဆိုတာနော်ရေပြင်ကြီးကိုဘယ်လိုများဖြတ်ကျော်လာခဲ့သလဲဒီဩဃတရဏဩဃဆိုတာသန္ဓရာဝေဩဃရေပြင်ပေါ့တရဏဆိုတာကူးမြောက်တာအဲ့ဒီလူရဲ့ဘဝဖြစ်စဉ်တွေမှာနော်လူတို့ရဲ့ဘဝဖြစ်စဉ်တွေမှာ ဘဝတန်ត្រာလို့ခေါ်တဲ့မဆုံးနိုင်လောက်တဲ့ဒီအရေးကိစ္စတွေပေါ့လေဟိုအပေါ်ရန်စကားနဲ့ပြောရင်သောင်းနေကျမကြီးတွေပေါ့လူမှုရေးပညာရေးစီးပွားရေးအဲ့ဒီကဏ္ဍတွေပေါ့ဘယ်တော့မှမဆုံးနိုင်အဲ့တော့မဆုံးနိုင်တဲ့ကိစ္စတွေမှာပြုလုပ်ဆောင်ရွက်ချက်တွေကလည်းဘယ်လိုမှမဆုံးနိုင်ဘဝဆိုတဲ့ဖြစ်ချင်းတွေကဖြစ်ရတည်းအဆုံးမှမဆုံးနိုင်အဲ့တော့ဒီဘဝတန်ត្រာကြီးရနေဒီဖြစ်ရတည်း အဲ့ဒါဒီအနေဘုရားကဘလို့များဖြတ်ကျော်ပြီးထွက်လာခဲ့တယ်လေအဲ့တော့ဘောဇိတိနေမှာဘုရားဘာပြောလဲသူအားတဲ့ဖြစ်ရတဲ့ပုံမှာလိုက်ပါပြီးတော့နော်ဒီဖြစ်ချင်တာဖြစ်ဆိုပြီးတော့အဲ့ဒီလိုလည်းမနေဘူးပေါ့ဖြစ်ချင်လို့လိုက်ပြီးအလုံးလုံးတာလည်းမရှိဘူးပေါ့အဲ့ဒီနေရာပြင်ကျော်ခဲ့တယ် ဒါပေမဲ့အခုပြောတဲ့သက္ကလုံကတိတ်ဗုဒ္ဓပြောတဲ့ခုနဤတဲ့မျောတဲ့ဥပမာနဲ့သက္ကလုံနဲ့တိတ်မဟာမိဗုဒ္ဓပြောသွားတဲ့သက္ကလုံကသူကရက်လည်းမနေဘူးတဲ့ကြိုးစားပြီးလည်းပဲမယုံတံဘူးတဲ့နော်အဲ့ဒီနေရာဖြင့် ဒီရေပင်ပေါ်ကနေသူကျော်လွှားနိုင်ခဲ့တယ်တဲ့ဆိုကြပါစို့မြစ်ထဲမှာသူကရက်လည်းမနေဘူးတဲ့ကျိုးစားအားထုတ်တာလည်းမလုပ်ဘူးတဲ့အဲ့ဒီနီးနဲ့ပဲဒီမြစ်ကနေလွတ်အောင်နေလာခဲ့တယ်တဲ့အဲ့တော့ဘာပြောချင်တာလဲဆိုတော့ရက်နေတယ်ဆိုတာကရက်နေရင်မြစ်ထဲမှာရက်နေမြုပ်သွားမှာတဲ့အဲ့တော့မြုပ်သွားမဲ့ကိစ္စမျိုးလည်းသူကမလုပ်ဘူးတဲ့ ရုံးကန်နဲ့ကြိုးစားတဲ့ကုခတ်တယ်ဆိုရင်လည်းပဲတဲ့ဒါကမျောသွားတာတဲ့နော်ကြိုးစားရုံးကန်ရင်လည်းမျောသွားတာအဲ့ဒါဗုဒ္ဓပိတ္တုမှာနော်အဲ့လိုမျောအောင်လည်းသူမလုပ်ဘူးတဲ့မျောအောင်လည်းနေဘူးတဲ့မျောအောင်လည်းမလုပ်ဘူးတဲ့အဲ့တော့သူရဲ့စကားတိုက်ရိုက်ကရက်လည်းမနေဘူးအားလည်းမထုတ်ဘူးအဲ့ဒီနေရာပြင်လုတ်ခဲ့တယ်ပဟိလိတော့နည်းနည်းဆန်တယ်ပိလိဆိုင်ရတဲ့ဇကာကတိုက်ရရခင်နားမလည်ဘူးပေါ့ ဒါပေမဲ့ရှင်းတာရှင်းပြလိုက်ရင်တော့ရှင်းပါတယ်ဒါအတိတ်ပြဿနာမရှိပါဘူးဘုရားကဥပမာအနေနဲ့ပြောသွားတာယနေ့မြုပ်သွားမှာတဲ့နော်အဲ့တော့ကူးတယ်ဆိုရင်လည်းမျောသွားမှာတဲ့သူကယက်လည်းမနေဘူးကူးခတ်တာလည်းမလုပ်ဘဲနဲ့ယနေ့ထွက်သွားတယ်အဲ့ဒါဘာပြောလဲဆိုရင်လူတွေရဲ့ဘဝဖြစ်စဉ်မှာတဲ့အကုသို့ဆိုတဲ့မကောင်းတာတွေရှိတယ်တဲ့ အကုသိုလ်ဆိုတဲ့မကောင်းတာတွေလုံးမရင်မြုပ်သွားတာတဲ့။နော်မကောင်းရင်မြုပ်သွားတာတဲ့။ဘယ်တော့မှမပေါ်နိုင်ဘူးလေ။လူတွေရှိတယ်မလားမကောင်းတာလုပ်တဲ့လူကနာမည်တွေကပြက်ပြီးတော့နာမည်တွေသိသွားဆိုတာအဲ့ဒါမြုပ်သွားတယ်ပေါ့လေ။လောက်ကင်စားတော့လို့မရတော့ဘူး။နာမည်ပြက်သွားတာ။ဘယ်သူမှလက်မခံတော့ဘူး။အဲ့တော့အကုသိုလ်ဒုစရိုက်တွေကျူးလွန်ခြင်းဟာမြုပ်သွားတာတဲ့ဒီဘဝဖြစ်စဉ်တွေထဲမှာအောက်ကိုပဲကြာသွားတော့မှာတဲ့။ မျောတာကြတော့ဗာလဲဆိုရင်လောကီကုသိုလ်တွေဟိုတဲ့နော်လောကီကုသိုလ်တွေကဒါဒီဒါနသီလဘာဝနာသမထဘာဝနာဝိပဿနာအထိလောကီထဲမှာပါသေးတယ်အဲ့ဒီလောကီကုသိုလ်တွေဟိုတဲ့သာမုကုသိုလ်တွေဟိုတဲ့အကြိုက်အစွဲတွေနဲ့ तू ကအားထုတ်လားဥမာ အာလူရတာတိတ်ပြီးတော့ဝါသနာပါတဲ့လူအာတိလာတွေလုံုံအောင်အဋိဌာန်နေနဲ့ဖောက်တည်တာဝါသနာပါတဲ့လူတွေတိတ်ကြိုက်တာနောက်တရားထုတ်ရတာကြိုက်တာတွေဝိပဿနာရှုရတာကြိုက်တာတွေအဲ့ဒီလိုအကြိုက်တွေအစွဲတွေနဲ့လုံအဲ့ဒါမျောပါသွားတာမျောပါသွားရင်ဘယ်တော့မှမဆုံးနိုင်တော့ဘူးလေအဲ့ဒါနောက်မှစိတ်ပါတဲ့လူကဘယ်တော့မှမဆုံးနိုင်ဘူး ူမဲဆိုတာကြီးပဲနော်အကြောင်းရှာပြီးပဲအလူလုံနေကြတာဒါမျိုးတွေရှိတယ်နောက်တစ်ခါသီလသမားလည်းပဲသူ့သီလကိုအာဒိဋ္ဌာနေနဲ့ဆောက်တည်ပြီးတော့ဘာဘာတွေရှစ်ပါးတွေကိုးပါးတွေနော်ဆယ်ပါးတွေလောက်ကြတာအဲဒိဋ္ဌာနဲ့အဒိဋ္ဌာနဲ့ ိုဘုရားမှာဒိဋ္ဌံဒီဘုရားမှာဒိဋ္ဌံအကမွေနေဒိဋ္ဌံအာဆုံးနေအောင်လုပ်တာအဲ့ဒီမှာအဲ့တော့အခုရေပဲချက်ဥတီချက်ကမပါဘူးအကြိုက်နဲ့အစွဲနဲ့အဲ့ဒါကိုကြိုးစားအားထုတ်မယ်ဆိုမျောသွားတာတဲ့ပရိသတ်သုံးခုကတရားကြောင်းမှဦးဇင်းတို့တခုပြောခဲ့ဦးတာရှိတယ်လူမိုက်နှစ်ယောက်ကြောင်း အဆုံးမရှိတဲ့လူမိုက်နဲ့အဆုံးမပြီးတဲ့လူမိုက်အဆုံးမပြီးတဲ့လူမိုက်ကခုနအကုသိုလ်တွေလုပ်တဲ့သူပါသူကဘယ်အစားလို့ဘယ်အဆုံးမှလည်းမသိမသိတော့အကုသိုလ်ဒုစရိုက်တွေလုပ်ပြီးတော့ဒုက္ခတွေကြီးကျယ်ရောက်တာဒီထဲမှာမြုပ်သွားတဲ့သူလိုပဲဘဝမှာအစဉ်ရဒုက္ခတွေထဲမှာသူကမြုပ်သွားတယ် ညသူကတော့ရှင်းတယ်သူကမသိတဲ့အတွက်ကြောင့်လှုပ်ချင်ရလှုပ်ပြီးတော့မြုပ်သွားတာဒါကတော့ရှင်းတယ်အဲဟိုဘက်ကတီးတယ်လို့လို့မတီးတယ်လို့လို့ ਨੇ နော်တီးတယ်လို့လို့မတီးတယ်လို့လို့ ਨੇ အဆုံးမရှိတဲ့လူမိုက်တာတယောက်ရှိသေးတယ်အဆုံးမရှိတဲ့လူမိုက်တာဘယ်လိုဟာလဲဆိုတော့ခုနပြောတဲ့အလူဝဲလှုပ်တယ်ဆိုကြပါစို့သူကဘာတိလဲဆိုတော့လူရင်ကောင်းတယ်ကောင်းကျိုးတွေရမှာ ။အဖရားလူရင်တော့ပို့ပြီးတော့အကျိုးကြီးတယ်။အယန္တာတွေလူရင်ပို့အကျိုးကြီးတယ်။အာလူတယ်ကွာ။ဒါမှလူတော့မဟုတ်တော့ဘူး။ခုနပြောတဲ့အထူးတွေလိတ်လိတ်လူတာ။လူတော့ဘာဖြစ်လဲကောင်းပြုပေးမယ်။ဒီဘဥစ္စာတွေဖြစ်မယ်။နာမည်ဂုဏ်သိက္ခာတွေတက်တယ်။အာလူတို့ခိုးမွဲဆိုသလိုပဲခိုးရင်မွဲတယ်၊လူရင်တိုးတယ်ဆိုတော့အာတိုးတက်လာစီးပွားဆို အာလူလေရလေရလေလူလေလူလေရလေဘယ်တော့မှအဆုံးမရှိတော့ဘူး။အဆုံးမရှိတဲ့လူမိုက်ဖြစ်သွားတယ်သူက။မကောင်းဘူးလားဆိုတော့ဒါနဆိုတာကောင်းတဲ့ကိစ္စတော့ဟုတ်တယ်အဆုံးမရှိဘူး။အဆုံးမရှိရင်အဆုံးမရှိတဲ့လူမိုက်ဖြစ်သွားတာ။ဒါဆိုရင်တီလာတွေလည်းပဲဒုနည်းတူသွားပဲ။ဒီဝိကျဥတီကျမပါပဲနဲ့အကြိုက်နဲ့ အကောင်းကျိုးပေးတယ်ဒီလအသက်ရှိတယ်နာကင်းတယ်နာကင်းတဲ့အသက်ရှိတယ်အန္တရာယ်ကင်းတယ်ကြိုက်တယ်ကြိုက်တယ်လှုပ်တယ်လှုပ်တော့အကျိုးပေးတယ်အဲတိတ်ကြီးတဲ့လူတွေသူကဒီလတိတ်ကောင်းတာပဲမြောက်ပဲအဲဒီလကောင်းဒီလအဲ့မှာအဲ့ဒီလိုနဲ့ပဲအဆုံးကမရှိတော့အဲ့တော့လာပြီးဘာဝနာတရားလေးဒီတိုင်းပဲထိုင်လိုက်တာငြိမ့်လိုက်တာထိုင်တွေ့နေရတယ်အာဇိနကံတရားထိုင်နေသူတွေအများကြီးတွေ့ရတယ် ူတို့မကောင်းမပြောပါဘူးကောင်းပါတယ်ကောင်းတော့ကြိုက်တယ်ကြိုက်တော့ထိုင်နေထိုင်တော့ကြိုက်တယ်ကြိုက်တော့ထိုင်နေအဲ့တော့သူကသူတော့ပြောနေကြတာပေါ့ဘယ်တော့ဆုံးမလဲဆိုတော့လေအဆုံးကလည်းမရှိပြန်ဘူးနော်ဒါဒီသမထဝိပဿနာကံအထိသူကဝိပဿနာမှာမဲ့ညာနဲ့မတွဲမချင်းရဘယ်တော့မှမဆုံးပါဘူးနော်အဲ့တော့အဆုံးမရှိတဲ့လူမိုက်ခေါ်တယ်သူကဒါမျောပါသွားတာ အကုသိုလ်သမားတော့ရှင်းတယ်တစ်ချက်တည်းကွဆိုမြုပ်သွားတာအဲတော့ဘုရားကဗာပြောလေတဲ့အေးဘဝသူတွေဖြစ်စဉ်တွေမှာတဲ့သူကမြုပ်အောင်လည်းမနေခဲ့ဘူးတဲ့မျောပြီးလည်းပါမသွားဘူးသူရဲ့စကားလေးကရက်လည်းမနေဘူးတဲ့ရက်နေမြုပ်သွားမယ်တဲ့အားလည်းမထုတ်ဘူးတဲ့အဲ့ဒီနေရာတွေမှာလိုက်ပြီးကြိုးစားပန်းကလုံနေရင်လည်းမျောပါသွားမှာတဲ့မျောပါသွားတယ်နဲ့အတူတူပဲအားထုတ်တယ်ခေါ်တာဘူးအတင်းကူခတ်တယ် အဲ့တော့ရက်လည်းမနေဘူးအားလည်းမထုတ်ဘူးတဲ့အဲ့ဒီနေရာဖြင့်ဘဝတန်ត្រာကလွတ်မြောက်ခဲ့တယ်ဒါကတပိုင်းမဲရှိသေးတာနော်အဲရက်မနေကြိုးစားအားထုတ်မှုမရှိဘဲနဲ့ဟောရက်လည်းမနေဘူးအားလည်းမထုတ်ဘဲနဲ့လွတ်တယ်ဆိုတော့ကိုယ်ဘက်ကဟာတွေလုံးရင်မလွတ်ဘူးဆိုတဲ့အကြောင်းပဲပြောတာအဲ့ဓာတွေလုံးနေရင်မလွတ်ဘူးပဲပြောတာလွတ်တဲ့ အကြောင်းမပါသေးဘူးအဲ့မှာတချမ်းပဲသို့တော့အဲ့ဒီတချမ်းကသွားလုံးမရင်တော့မလုပ်ဘူးဆိုတာကိုဒီလို ပြောချင်တာဟောကတရဏတုံဆိုတာညနေမြုပ်မယ်အဲ့ဒီနောက်မှာမျောပါသွားရင်ဒါလည်းပဲမလွတ်သေးဘူးအဲ့ဒါဆိုရင် လူတွေရဲ့ဘဝမှာဘဝကဖြစ်ချင်းလို့ဦးဇင်းတို့ပြောကြတယ်ဖြစ်စဉ်တွေမှာပြန်ကြည့်လေ တချို့ရကြီးဝါးကြီးဝါးမလို့မလို့ရင်မြုပ်မှာပေါ့ငတ်မှာပေါ့ကြီးဝါးကြီးဝါးနောက်လိုက်သွားရင်လည်းမျောမှာပေါ့ဘလို့လို့ရလို့ရတော့ဘလို့မှမလို့ဘူးသွားနှစ်ချက်ရှိရနော်မလို့ပဲနေတဲ့လူပြင်းနေဘာမလို့မလို့ရင်ငတ်မှာပဲမြုပ်သွားပြီစားစရာလေးစားချိန်နဲ့တော့မရှိဘူးဝိုးစရာဝိုးချိန်နဲ့အဲ့ဒါဆိုရင်တို့ကြိုးစားမယ်အားထုတ်လိုက်မယ်ဆိုမျောပြီသူကဘယ်တော့မှသုံးမတတ်နိုင်ဘူး ြစ်ကိုလျားလိုက်သွားသလိုဘယ်တော့မှသုံးမသာဘူးဟိုပင်လေတဲ့အထိရောက်ပင်လေတဲ့ရောက်လေပိုးကျဲပိုးကျဲလာပိုးပြီးတော့ဒုက္ခရောက်မှာဒါမျောတယ်ခေါ်တယ်ဆိုတာအစလေးဦးဇင်းတို့ပြန်ကောက်ရင်လူတွေဟာနော်စားလို့ရသည်မြတ်အခုစားတယ်အာဘာကောင်ပြည့်ပြည့်အခုတရုတ်တွေစားတာဦးဇင်းတို့ ုံတွေထဲမှာတက်တက်လာတာတွေ့တယ်။အာအရှင်တွေလဲစားတာကဘီလာတွေလဲစားငါးလဲစားဖားလဲစားဒီကောင်လဲစားကျွတ်လဲစားမွေလဲစားအကုန်စားတာအဲ့လိုမြန်မာပြည်ကလည်းရှိတယ်အကုန်လုံးအဲ့ဒါတွေခံပြီးရောင်းတာပဲတရုတ်ပို့တယ်တရုတ်ပို့တယ်တရုတ်ပို့တယ်နဲ့အကုန်ပို့တာအဲ့တော့ဇာလူရသမအကုန်စားတယ်။သွားလူရသမလည်းလျှောက်သွားကြတာခြေပေါ်ရေအောင်မြေပေါ်မြေအောင်လေပေါ်လေအောင်သွားကြတာ နော်တလောတုံးကပြီးခဲ့တဲ့နှစ်တရားကြာဟိုတိုင်တန်းနှစ်သင်္ဘောကြီးကိုဗာလေးနဲ့လဲသွားကြည့်တာမှပေါက်ပွဲပြီးသေရောသလားတထီးတွေတထီးတွေအင်္ဂလန်ကတယောက်ရဲ့နောက်ဘက်ကလျှောက်ရဲ့အဲ့ဒါသွားလို့ရသမျှအကုန်သွားတာလေရေရောက်လေလျှောက်ကြည့်ရောအာကာသရလေတက်ကြည့်ဟိုကြည့်ဒီကြည့်အဲ့ဒါတော့စားလို့ရသမျှအကုန်စားသွားလို့ရသမျှအကုန်သွားသွားလို့ရသမျှလည်းပဲအတူတူတမျိုးကျဲကျဲတကော နော်ပါဇက်နဲ့ပြောပြောဟန်ရင်းနဲ့ပြပြအကုန်ကြွားကြတာဒါစကုံလုံးရှင်းပြနေကြတာလေအပြိုင်ဆိုင်ပြိုင်ဆိုင်ကြည့်ပြီးတော့ကြွားနေကြတာနော်ခေါင်းတလုံးလေးသာသာခြေထောက်လေးချီတလန်းလေးသာသာအဲ့ဒါကပ်ပြီးကြွားကြတာအကုန်ရှိတဲ့နေရာတကာတိုင်းမှာနော်ဘုန်းကြီးတွေဆိုဒီမြန်မာပြည်ကဘုန်းကြီးတွေလည်းအင်မတန်ကြွားတာဒီကဘာလည်းအင်မတန်ကဲ့ရဲ့တည်တဲ့လူတွေကတော်တော်ကဲ့ရဲ့ကြတယ် တဲ့ရဲ့သရာတို့ဒီလိုခိုတိုက်လိုက်ကြီးဟိုကတော့ဒီလိုဆိုလိုတာမဟုတ်ပါဘူးတော်တော်အံ့ဩဖို့ကောင်းနေဆိုတဲ့သဘောမျိုးနဲ့ပေါ့ဘလိုပုံစံနဲ့ကြွားကြလဲဆိုရင်ကိုဖွဲကိုခုံသူတွေကိုကိုဖသာကိုနာမည်ရက်တော့မှရေးပြီးတော့ပြတာနောက်ဘဝတုကုံသူတွေအဲမှာကြားထားတဲ့ဘဝတသိကုံသူတွေချိတ်အောင်လမတ်တွေချိတ်ပုံကြီးနေကြီးတွေချိတ် ကိုယ်ပုံမမြင်မချင်းဒီပုံမှာဘာထုလဲတာပါဆံနေကုန်ကြခံဒီမရှိရှိတဲ့ဘွဲတွေမရရအောင်တော့ပါဆံပေးအုံခံပြီးယူ